25000ညစ်ကုန်တော့မယ်ကိုကိုရန်ရတာဘာမှမလုပ်ရသေးရဖုန်း brand တွေတော်တော်များများသူတို့ရဲ့အပြောင်းလဲတွေကိုစတင်မှုခြေလန်းတွေစလာကြပြီအဲ့ဒီကမှအာလုံးနီးပါးကြိုက်ကြတဲ့ Xiaomi ဆိုရင်သူတို့ရဲ့အပြောင်းလဲတွေကိုစတင်လာတဲ့ခြေလန်းတွေခံစားမိကြလားအရင်အလိုမျိုး RI series အစ်တစ်ခုကိုထထမိတ်ဆက်လာတာမျိုးတွေတဖြည်းဖြည်းနည်းလာပြီဒါဘာကြောင့်လဲဆိုတော့ဆက်ကြည့်လိုက်ရခုနောက်ပိုင်း Xiaomi ကသူတို့ထုတ်တဲ့ဖုန်းတွေမှာပုံစံစပြောင်းလာတယ် အဓိကရည်ရွယ်ချက်က Xiaomi အပြင် Poco တို့ Redmi တို့လိုမျိုး sub brand တွေအဲ့လိုများပြားလာတဲ့ series တွေ model တွေကိုဘောက်တော့ထွက်နေရမျိုးတွေရှော့ဖို့ကြံနေရအဲ့ဒီစား software upgrade ကိုနှစ်ကြာကြာပို့ပေးနိုင်မှုနောက်ပြီးတော့ ecosystem တွေမှာလည်းပို့ပြီး smooth ဖြစ်ဖို့အလေးပေးလာတာပြောရရင် quantity တက် quality ကိုဦးစားပေးရတဲ့သဘောဒါမျိုးဒီလိုဆုံးဖြတ်လိုက်ရလဲဆိုတော့အဓိကက market recovery ကြောင့် ရှောင်းမီရဲ့2025ကျူတူ report မှာ company ရဲ့နှစ်အလိုက် smartphone revenue က2%လောက်ကျသွားတာ။တပတ်မှာလည်းသူတို့ရဲ့ AIoT segment က44.7%တိုးတက်လာတယ်။တန်ကြီးက5.4 billion dollar အထိရောက်သွားတယ်။နောက်ထပ်လျှက်စစ်ကဈေးကွက်မှာလည်းသူတို့ရဲ့နာမည်ကြီး SU7, YU7 တို့လိုကောင်းနေကြမလို့၃လတစ်ချိန်အတွက်တဲ့ revenue က2.8 billion dollar ကျော်သွားတယ်။ကြည့်ရတာ Xiaomi က စမတ်ဖုန်းအပိုင်းကိုသူတို့ company ရဲ့အဓိကထောက်တိုင်ဖြစ်မယူဆတော့ဘူးလို့သတ်မှတ်လိုက်ပုံရတယ်။ CEO လေကျွင်းကိုရိုင်းကလာမယ့်စေစုနှစ်အတွက် human count strategy ကိုသူတို့ company ရဲ့အဓိက vision ဖြစ်သတ်မှတ်ထားတာဆိုတော့နောက်ပိုင်းဖုန်းတွေက electric vehicle တွေ AI platform တွေပြီးတော့ smart home device တွေမှာချိတ်ဆက်ဆောင်ရွက်ပေးရမယ့်နေရာတစ်ခုအနေထားမှာရှိဖို့များသွားမယ်။ဒီလိုပြောင်းလဲမှုတွေစတင်တဲ့အချိန်မှာ niche product တွေကိုစပြီးတော့ဝေးလျှော့လာကြတယ်။ ်ပရမအောင်ဆုံးနေနဲ့ Mi Miss 45ကိုဒီနှစ်မှာညင်ရောက်မှုမရှိဘူးဆိုပြီး confirm သွားတယ်ဟုတ်တော့လဲဟုတ်တယ် Forever Phone တွေက Resilience Development မှာတေချာလုပ်ဖို့လဲလိုတယ်။ဈေးကွက်ပိုင်းကိုပြင်ကြည့်မယ်ဆိုရင်လည်းအဲ့လောက်ကြီးအရင်နေရာရသေးတာမဟုတ်ဘူး။အဲ့တော့ Xiaomi နေနဲ့ကဒီနေရာမှာခဏတာထားလိုက်အောင်ဦးစားမပေးသေးဘူး။ကျင်းနဲ့အပိုင်းတွေမှာဦးစားပေးသွားမယ်ဆိုရယ်ပုံစံပဲ။နောက်ထပ်တစ်ခုကသူတို့ရဲ့ sub brand တွေကိုတိကျတဲ့ rule တွေခွဲပြီးတော့မှတေချာလေးစက်မှတ်သွားမယ်။ ဘာလို့လဲဆိုတော့ Xiaomi Redmi Poco ဆိုပြီး series တွေပေါင်းစုံအပြင် whole flagship ကို D-Mirage ကပြန်ကေးလိုက်နဲ့သူများတွေက Llama 5အောင်သူတို့အချင်းချင်းတွေရွာတွေလဲပြီးတော့ user တွေကပါ confuse ဖြစ်စရာတွေဖြစ်ကုန်ရော ဲ့တော့နောက်ပိုင်းနေမှာ Redmi ကိုဒီ market တစ်ခုလုံးကိုနေရာယူဖို့ Xiaomi ဆိုရင်လေ mirage to premium Poco က performance ပိုင်း CV က design ပိုင်းဆိုပြီးတော့အသီးသီးတေချာလေး differentiate လုပ်သွားမယ်လို့တော့ပြောတယ်။လက်ရှိ accounting စပေါ်နေတဲ့အပြောင်းလဲအတွက် software support တွေတေချာစကင်နေပြီ။မြင်သာလို့ပြောရရင် Xiaomi 15နဲ့ Redmi Note 40 series တွေမှာ major upgrade ၄ချိန် security patch ၆နှစ်တိ support ပေးထားတယ်။ ဒါပေမဲ့ region တွေဒါစင်တွေချီပြီးခွဲထားတဲ့ approach မှာဒီလိုမျိုး upgrade ပေးနိုင်မှုဆိုတာလွယ်တာတော့မဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေဘယ်မော်တွေကဘာ update ရတယ်ဒီဖုန်းကတော့မရသေးဘူးဆိုတာမျိုးတွေဖြစ်နေတာဆိုတော့ Hyper OS မှာ region variation ဖြစ်တာယူလဲ short ချပေးပြီးတော့လွယ်လွယ်ကူကူ maintenance လုပ်နိုင်ဖို့ရည်ရွယ်ချက်ရဲ့အဓိကအခြေခံလို့တောင်ပြောလို့ရတယ် ecosystem ဘိုင်းကအားလုံးသိရတဲ့အတိုင်းပဲ Mi phone နဲ့ iPhone, iPad, MacBook စတဲ့ Apple product တွေနဲ့ချိတ်တာတွေ share လို့ရတယ်လုံးလို့ရနေပြီနောက်ပြီးတော့ Mi Pad နဲ့ MacBook နဲ့ချိတ်ပြီးတော့ external display တွေထဲမှာတုံးလို့ရတယ်မြင်တော့ပြောရရင် cross ecosystem ဘိုင်းကပို့ပြီးတော့တိုးတက်လာရအောင်ပြောလို့ရတယ် overall အနေနဲ့ Xiaomi ကနံပါတ်1 software support များများပေးနိုင်မှုနှစ်ချက် region တွေမှာမခွဲတော့ဘဲနဲ့ global software platform ဖြစ်လာဖို့နံပါတ်3 ဟာဝယ်ပိုင်းမှာဂျူရီပဲဖြစ်ဖို့နဲ့ ecosystem ပိုင်းမှာအသုံးပြုရတာအဆင်ပြေဖို့ဆိုရဲကီးလေးချက်ဝါမူတည်ပြီးတော့ရှေ့ဆက်မြင်ရဖို့ရှိတယ်ရယ်ရှိတစ်ခေါက်စမ်းပြခဲ့တဲ့ K90 Pro Max ဆိုရင် flagship ကလာတလုံးဆိုရဲအဆင့်နေမဟုတ်ဘဲね flagship တလုံးရဲ့ performance ကိုမြင်ခဲ့ရပြီဆိုတော့နောက်လာမယ့်ဖုန်းတွေရောဘလောက်တောင်တိုးတက်လာမလဲဆိုတာ RAM နဲ့တူတူစက်ကြည့်ကြပါပေါ့ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်